နေစာရီတိုင်းတဝဲမြို့နယ်ထိုင်းနယ်ဆက်ရှိ TK စစ်ကောင်စီစခန်းကိုတော်လိုင်းတပ်တွေကထိုးစစ်ဆင်နေတဲ့အတွက်စစ်သား40ခန်းထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတယ်လို့တနေ့စာရီတိုင်းကဖော်ပြပါတယ်။ပြီးခဲ့တဲ့ဧပြီတတိယဘက်မှာ TK ဗျူဟာစခန်းကိုသိမ်းပိုက်ပြီးနောက် TK စခန်းကိုဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပြီးမင်းနေရက်ကနေ9ရက်အတွင်းရဲနဲ့စစ်သား40ကျော်ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတာဖြစ်တယ်လို့ KNUPA မျိုးသားစည်းရုံး ိတဝေတိယတမဟာလေးဒေတာအတွင်မူပဒုစောအင်နာကပြောပါလေတချို့စစ်သားတွေကလက်နက်တွေပါယူဆောင်ပြီးထွက်ပြေးသွားတာဖိုင်းစစ်တပ်ကဖမ်းဆီးဆစ်ဆင်းနေတာစတဲ့ဓာတ်ပုံမှတ်တမ်းတွေကိုလည်းတွေ့ရပါလေဒါပေမဲ့ခီခီစခန်းမှာစစ်သား90ကျန်ကျန်ရှိနေပြီးစခန်းသိမ်းနိုင်ရေးအတွက် KNL ကမြို့သားလက်နက်တွေတပ်မတော်နဲ့ PDF တွေကပိတ်ဆို့တိုက်ခိုက်နေစေဖြစ်တယ်လို့ဖော်ပြထားပါလေ ပြင်းပြင်းနဲ့ကျုံတို့ကော့ကရစ်လမ်းပိုင်းမှာရှိတဲ့အမှတ်946ချင်းမြတ်တရင်ကို KNL တပ်မ6နဲ့မဟာဗိတ် PDS ပူးပေါင်းတပ်တွေက white pad ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ Crane Information Center KIC ကဖော်ပြပါတယ်ဒီတရင်ဟာကျုံကလေးရွာနဲ့နွားကြံကိုရွာကြားမှာရှိပြီးတရင်မကြရေးအတွက်စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူအပြင် drone နဲ့လက်နက်ကြီးတွေပါတုံးပြီးအပြင်းထန်ခုခံနေတယ်လို့ဆိုပါတယ် ဒီချိန်လေးမှာပဲကြုံတွေ့မျိုးပေါ်ရှိရေစခန်းဂျိုင်းတရားအထက်မှာရှိတဲ့အမှတ်945ချင်းမြန်တက်ရင်းနဲ့တရားလုံးကြုံကြီးတက်တွေကိုလည်း KNL နဲ့မဟာမိတ်တွေကဒရုန်းတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီးတိုက်ပွဲပြင်းထန်နေစေဖြစ်တယ်လို့ဖော်ပြထားပါလေ။ခမ်းမြန်မာနေဆက်ဒီမှာရှိတဲ့ကင်းရင်ပြည်နယ်ဖက်အန်ခရိုင်လေးကတခေါပီထပ်စခန်းကို မေ9ရက်မနေ့ပိုင်းမှာ KNL တပ်မ9နဲ့မဟာမိတ်တွေက ထိုးစစ်ဆင်တဲ့အတွက်တိုက်ပွဲပြင်းထန်ပြီးဒေသခံတရာခန့်ထိုင်းနိုင်ငံဘက်ထွက်ပြေးတယ်လို့နေဆက်သတင်းတွေကဖော်ပြပါလေ။ KNL တပ်မ900မိနစ်နောက်ပိုင်းကလေးစစ်ချိန်မြင့်ပြီးမာလေပလော့ဌာနချုပ်ဟောင်းစခန်းနေရာအပါအဝင်ပေါ်ရင်းမြစ်ဘေးမှာကျန်နေသေးတဲ့စစ်ကောင်စီစခန်းတော်များများကိုဇက်တိုက်သိမ်းယူနေတာဖြစ်ပါလေ။ဘုဂုတန်ရွှေရှင်မြို့နယ်ရှိစစ်သားတွေကိုတော်လိုင်းတပ်တွေက တိုက်ခိုက်ရာမှာစစ်သားတဦးသေပြီးတနက်တက်လက်သိမ်းမိတယ်လို့ Fire Dragon စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။မေ6ရက်ညနေ6:00နာရီကမှာတန်စိတ်စခန်းကလေရွှေချင်းကိုပြန်ဆင်းလာတဲ့စစ်ကောင်စီတပ်ကိုပိတ်ဆို့တိုက်ခိုက်တာဖြစ်ပြီးစစ်သားတဦးသေတယ်6ဦးဒဏ်ရာရတယ်တနက်တက်လက်ရရှိတယ်လို့ဆိုပါတယ်။ကချင်ပြည်နယ်ဗမော်မြို့မှာတိုက်ပွဲပြင်းထန်နေစဉ် ဖောက်ကံမြုပ်နယ်ဘက်ကလည်းစစ်ကောင်စီတိုက်အင်အားရာချီပြီးလေကြောင်းပစ်ကူနဲ့အတူစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲပြင်းထန်နေတယ်လို့ကချင် news group ကဖော်ပြပါတယ်။အင်ပယ်လောက်ကဘိုင်းကလေးကကာမိုင်းဖောက်ကံလမ်းပိုင်းမှာရှိတဲ့မအူပင်နတ်ရားတလျှောက်ထိုးဝင်လာပြီးမေ9ရက်မှာကတ်မော်ရွာမေ9မှာဆိုင်ဖရာရွာထိရောက်လာပြီးတရားရေးကချင်လွတ်လပ်ရေးတပ်မတော်နဲ့မဟာမိတ်တွေကပိတ်ဆို့တိုက်ခိုက်နေတယ်။ စစ်တပ်ဘက်ကလေကြောင်းပစ်ကူတုံးတဲ့အတွက်တိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါတယ်။ဖာကန်အင်တော်ကြီးဖာကန်ကာမိုင်းဖာကန်ဆယ်စင်းစတဲ့လမ်းတွေအားလုံးကို KIA ကထိန်းချုပ်ထားပြီးစစ်ကောင်စီတပ်ကဖာကန်မြို့လယ်မှာဘယ်ရှိနေရကနေအခုစစ်တပ်ဘက်ကအင်အားယာချီတုံးပြီးဖာကန်ကိုထိုးဝင်ဖို့ကြိုးစားလာနေတာဖြစ်ပါတယ်။ တနင်္လာရီတဲ့မောတောင်မြို့နယ်ထိုင်းမြန်မာနယ်စပ်ကွန်ဆွေလမ်းပေါ်မှာရှိတဲ့တိန်ခွန်ကြီးရွာတိုက်ပွဲမှာစစ်သား12ဦးတော်လိုင်းတပ်တွေဘက်ကခိုးလုံလာတယ်လို့ The Way Watch ကပေါ်ပြပါလေ။ခမာယာ431က3ဦး၊ခမာယာ280က3ဦးနဲ့ခလာယာ79က6ဦး။ MA1 တလက်9လက်၊ MA2 တလက်2လက်ခဲရန်တွေနဲ့အတူ KNL တပ်မဟာလေးတပ်ရင်း17စီမှာခိုးလုံလာတာဖြစ်ပြီး သူတို့ကိုတဦးကို7သိန်း90စီစုဝင်ချင်းပြလိုက်တယ်လို့ဖော်ပြထားပါတယ်။အလားတူကရင်ပြည်နယ်ဒေါနာတောင်ပေါ်မှာတောင်တင်နေတဲ့အောင်စရစစ်ကြောင်းကစစ်သား3ဦးတနက်တက်တဲ့အတူဘူဟာ31မှာ ခိုးလုံလာတယ်လို့ PVTV ကဖော်ပြပါတယ်။ဒီစစ်သားတွေကိုတာဝန်ရှိသူတွေကကြိုဆိုပြီးလက်နက်ပါသူကို7သိန်း30လက်နက်မပါသူကို7သိန်း ဆုချင်းမြင်လိုက်တယ်လို့ဖော်ပြထားပါတယ် PDF ပြည်သူ့ကော်မတီတမတော်ဖွဲ့စည်းတည်ထောင်ပြီး၄နှစ်အတွင်းတရရင်တပ်ဖွဲ့အသေးသေးစီကိုအမေရိကန်ဒေါ်လာ25သန်းနီးပါးထောက်ပံ့ခဲ့တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်အဲ့ဒီဒေါ်လာ25သန်းတဲ့က22သန်းခွဲဟာ PRF လို့ခေါ်တဲ့နိုင်ငံတကာမှာရှိတဲ့ပြည်သူတော်လှန်ရေးထောက်ပံ့ပို့ဆောင်ရေးတပ်သားတွေရဲ့ထောက်ပံ့ငွေဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ